မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကကောသလရဲ့တိုင်းပြည်မှာ ကောသလမင်းနန်းတော်အလွတ်လုတဲ့အမတ်တရဘယင်ကြီးကသူ့ကိုသိပ်ပြီးတော့လေးစားအဲ့ဒီအမတ်ကဘာလုပ်တယ်လဲမင်း၅ပါးသီလကိုလုံအောင်ထိန်းအမတ်က၅ပါးသီလလုံနေဆိုတော့အဲ့ဒီအမတ်ကိုပြည့်တဲ့ဘယင်ကြီးကသိပ်ပြီးတော့ချစ်တာတဲ့သိပ်ပြီးမျက်နှာသာပေးသိပ်ပြီးဦးစားပေး မျက်နှာသာပဲဥသာပြီးတော့ဒီအမတ်ကြီးကစဉ်းစားတယ်။အော်ငါဒီဘယင်ကြီးကငါတခြားမတ်တွေနဲ့မတူဘူး။စကားပြောတာတွေဆက်ဆံတာတွေဥသာပေးတာတွေသိပြီးတော့ငါ့ပေါ်မှာပိုလွန်းနေပေါ့။ဘလို့ကြောင့်လဲသိကျင်တော့ပြိတဲ့အဲ့ဒီအမတ်ကဗရိန်ဆရာတွေပေါ့။နန်းတွင်သူနန်းစဉ်းသားတွေဝစ်ဖို့အတွက်ဗရိန်လုပ်ငန်းလုပ်နေကြတဲ့ဗရိန်ဆရာတွေနားသွားပြီးအဲ့ဒီထဲမှာပြိတဲ့ပုံထားတဲ့ရွှေတွေကိုသူကလက်နဲ့ကုတ် ထုတ်နဲ့ထုတ်ယူသွားဟာဗရင်လုံနေတဲ့လူငယ်တွေအကုန်လုံးကဟာဗရင်ကြီးကိုယ်တိုင်ကမျက်နှာသာပေးဦးစားပေးထားတဲ့အမတ်ကြီးဆိုတော့ဘာပြောရင်ကိုင်ကွာတို့တွေအကုန်စုပြီးယော်လိုက်တာပေါ့လက်တဆုပ်စာလာပြန်ပြီးနောက်နေရ3ရက်နေတော့တခါထပ်ပြီးလက်နဲ့ကုတ်ထွက်သွားပြန်ဟာအဲ့ဒီမှလည်းပဲမပြောရဲတော့တို့ပဲခံရသေးတာပေါ့ သုံးရမြောက်လဲရောက်ကြရောပြိသေးမနေနိုင်တော့ဘူးယော်လဲမယော်နိုင်တော့ဘူးဒီလူသခိုးပဲဆိုပြီးတော့ဝိုင်းဖမ်းပြီးတော့မှဘရင်ထံပို့ဘရင်ကြီးတဲ့နေ့စဉ်နေ့စဉ်ရွှေတဆုပ်ရွှေတဆုပ်ပျောက်ပျောက်သွားတာတခြားမဟုတ်ဘူးဒီအမတ်ကြီးခိုးနေတာဒီအမတ်သခိုးပေါ့သူကလေသခိုးလို့လဲပြောလိုက်ရောဘရင်ကဟာခမရကျုပ်သူတော်ကောင်းကြီးကိုကျင့်တရားကောင်းတယ်ဆိုပြီးလေးစားလိုက်ရတာကြီးညိုလိုက်ရတာမျက်နှာသားတွေပေးလိုက်ရတာဦးစားပေးလိုက်ရတာ အခုတော့ဘယ်ဟုတ်တော့ခမရသခိုးပဲဟာကျွန်တော်မခိုးပါဘူးဗျာအထုံနဲ့မိထားတာတော့မခိုးပါဘူးမပြောနဲ့ဒီအထုံနဲ့နေ့စဉ်နေ့စဉ်သုံးထုတ်ယူသွားတာမခိုးလို့ဘယ်သူကိုသခိုးလို့ပြောမှာတော့ဘင်းကြီးရဲ့ခိုးခြင်းလွန်းလို့မဟုတ်ပါခိုးခြင်းလွန်းလို့မဟုတ်ဖဲနဲ့ဘာဖြစ်လို့ယူတယ်လဲစုံစမ်းခြင်းလို့ယူတာဘာစုံစမ်းခြင်းလား ဘုရင်ကြီးကျွန်တော်ပေါ်မှာအတခြားမှတ်တွေနဲ့မတူဘူးချိုးသားတဲ့အခွင့်အရေးတွေပေးတယ်မျက်နှာသားတွေပေးတယ်ဘာကြောင့်လဲကျွန်တော်ရုပ်လှလို့ဒီလိုမျက်နှာသားပေးတာလားအဖေမိအမျိုးဆက်ကမျက်လို့လားပစ္စည်းဥစ္စာပေါ်လို့လားပညာတက်လွန်းလို့လားဘာကြောင့်ဘုရင်ကြီးဒီလိုမျက်နှာသားတွေပေးတယ်လဲဆိုတာသိကျင်လို့ကျွန်တော်ဒီအထုတ်ကလေးတွေနေ့စဉ်နေ့စဉ်ယူမိတာပါဒါပထမထုတ်ဒါဒုတိယထုတ်ဒါတတိယထုတ်အကုန်လုံးလူငယ်လေးတွေစက်ခိုင်းကြည့်ပါပိုတာလိုတာရှိကျွန်တော်ပြန်ပေးပါမယ် အထုတ်တိုင်းပြိသိပြန်အပ်တယ်အခုတော့ကျွန်တော်သဘောပေါက်ပြီတဲ့ဘုရင်ကြီးကကြုတ်ကိုချစ်ခင်ကြည်ညိုလေးစားနေတာကိုခြင်းတရားကောင်းလို့သီလရှိလို့ပေါ့ပါရှိလို့တော့သီလရှိလို့ဘုရင်ကြီးမျက်နှာသာပေးကျွန်တော်ချမ်းသာမှုတွေရနေတာကျွန်တော်သီလကြောင့်ပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးမှာကိုခြင်းတရားသာဖွယ်ပြစ်လိုက်ရင်ဘာမှကြည်ညိုလေးစားစရာမရှိတော့ဘူး ခန္ဓာကိုယ်မှာပြိတဲ့သီလသာဖယ်လိုက်ရင်အနှစ်သာရရှိသေးလားကိုကျင်တရားဖယ်ပြလိုက်ဘာမှရှိတော့ဟုတ်ပြီလားဘဝရဲ့အနှစ်ခန္ဓာကိုယ်ရဲ့အနှစ်ဟာကိုကျင်တရားဆိုတာကျွန်တော်ကောင်းကောင်းသိပါပြီဘယင်ကြီးရဲ့အဲ့ဒါကြောင့်ကျွန်တော်မျိုးလေးတဲ့၅ပါးသီလထိန်းတာတော့ဒီလောက်ချမ်းသာစေရင်၂၂၉သွယ်လို့ခေါ်တဲ့ယဟန်သီလမျိုးများထိန်းရင်ဘယ်လောက်ချမ်းသာလိုက်မလဲ ဘရင်ကြီးခွင့်ပြုမယ်ဆိုကျွန်တော်မျိုးယဟန်ပြုမရသေးအဲ့ဒီမှာခွင့်တောင်း။ဘာဖြစ်လို့ယဟန်ပြုကျင်တယ်လဲလို့မေးရင်သီလများများထိမ့်ပြီးချမ်းသာခြင်းလို့ခွင့်တောင်းတာတယ်ဗျာ။ဟုတ်ပြီလား။အဲကြောင့်တော်ကောင်းတို့တို့ချမ်းသာခြင်းနဲ့ဆိုရင်ဘာရှိအောင်ကြိုးစားရမလဲ။သီလရှိအောင်ကြိုးစား